တ်ချိန်တန်နေပြီကွာလူကလည်းအိတ်ငိုင်နေပြီဒါဟာစိတ်ကသာမအိတ်သေးရတာငငယ်လုံးကညာလုံးပေါ့စာကြက်တယ်ဆိုတာပညာရင်းတွင်လည်းစူးစားတာပေါ့နော်ငယ်လေးငယ်တော့ကျမ်းမာရဲ့လုံနိုင်နေအခုကကြတော့အတက်ကကြီးနေပြီခန္ဓာရင်တိတ်မရှိတော့ဘူးအီမျိုးကပိုကြမှာအာအရင်ရက်တည်းကအဲ့လိုမျိုး stress နေအရေးပြက်တော့နှက်တော့ကမူးတာလေး ဆန်နှုတ်ပြုတ်နေနေမိဖို့တဲ့တော်လဲကြတော့မယ်။သူကအဲ့လိုမျိုးရုတ်တရက်မူးနေတဲ့တည်း2018တုန်းကလေမူးနေတာအမေကဖမ်းဆွင့်ထားနိုင်လို့တမန်တလေးနဲ့ခေါင်းနဲ့မကွဲတာပေါ့နော်။အဲ့တော့အဲ့ချိန်တန်တော့အိမ်ရမှာပဲ။ဟိုတိလာရှင်နေရဘောလီဘရာဇီယာတွေမဝင်ဘူးထင်နေလို့။ငယ်တော့က၆တန်းတော့ကတိလာရှင်ဝင်ဘူးရဲ့အဲ့တော့ ကလေးဆိုတော့နိဟိုရှင်မီးလေးနဲ့ပဲအဲအဘွားအင်ဂျင်နဲ့ရှင်ဝင်ရတယ်ပြီးရခါကျသူတို့ကအဘွား guide ဆိုပြီးတော့တထံဝင်တယ်ပြီးတော့မှကိုယုံဆိုတာပတ်ထားတာပြီးတော့မှအဘွားပခုံးတင်းဆိုပြီးတော့အဲ့လိုမျိုးဝင်ရတာပေါ့နော်အဟာအဟာလေးလွေရလီဆိုရင်တော့တော်တော်အိုက်ပါအဟာလေးဒီနေ့တော့မှအာတကယ်လို့မျိုးပေါ့နော်အဖေရလေ ွက်ခွန်သွားခြင်းကိုတယောက်ထဲသာလောကကြီးမှာကြံ့ခဲ့မယ်ဆိုတိနာရှင်ဝင်ကောင်းမင်းလားဘောနော်အာအစတော့ယောဂီပဲဝင်မလို့ဟိုတိအာဒီဆရာတော်တပါးတိနာရှင်ဝင်ပါလားရဲ့ဆိုတိနာရှင်ကြတော့နေအဲ့စပင်းကိုနှမျောတာလည်းမဟုတ်ဘူးဂရုံးတုံးနာရင်နှာစီးမှကြောက်လို့ခေါင်းအေးပတ်မှကြောက်လို့အခုစပင်းနဲ့တောင်မှနော်လူရသည် ဟိုဒါလေးအိုက်တန်းစောင်းမင်းကြရင်နီနှောင်မုံတော့ကောင်းအောင်လေးသုံးမင်းကောင်းစွတ်ဒီပါရင်အာဒီစွတ်ထားရတယ်လွေကြတော့လေးအုတ်ထုတ်လေးစောင်းရတယ်ပေါ့နော်အာအဲ့လိုမျိုးနောက်ပြီးတော့အာဒီဟိုဒီလားရှင်ကြောင်းမာနေရတာလေအများနဲ့နေရတာဆိုတော့ဟိုစီမြင်စီကန်းနေနေပင်တော့ပင်မနေကိုကလည်း အဲ့စေလေးရှိရေဆိုတော့ရိတ်တာမှနေလေးတိုက်တောင်မှလေးစိမ့်တိုက်ရင်တောင်မှအသားတွေနာတာနိအာရင်တမားတွေဒီအဲ့စေလေးတမားတွေကလေးတိုက်တာတော့မခံနိုင်မလားအဲ့လိုမျိုးဆိုကြံ့မာရင်မကောင်းတော့ဝိယဝိဆာရလည်းမလုံးနိုင်ဘူးအသက်ကြီးမှဆိုတော့စာလည်းမတင်နိုင်တော့အဲ့အဲ့လိုမျိုးဆိုနိအမ် 嗯，对地吧？目前。